်သည် story ဒါကတော့လူကြိုက်အများဆုံးနောက်ပေသည်ရေကဲတုတ်ရေကဲတုတ်ရေကဲတုတ်ကအမပူနေကိုယ်တိုင်ဖောက်တာပေါ့နော်အဲမတော်လက်ရမပြတ်ဘူးပေါ့နော်အမမိဘလက်ထက်ကလေးကသူတို့ရဲ့ဟိုဒီ tips လေးကိုလည်းကိုကလုံးဝဟိုအေးဆိုလို့ရှင်လည်းလုံးဝမချိန်ထားဘူးပေါ့နော်ဟိုရင်နေကထောက်ပတိဆိုလို့ရှင်လည်းဥတိုင်းအေးဆိုင်ရနံပါတ်ကြီးပဲအလာတော့တယ်တော်တော်များများဆိုထောက်ပတိဆိုရမ်းကြိုက်ကြတယ်အဲ့ဒီတိုင်းလေးပဲမမတော်ဆက်လက်ချိန်ထားပါပေါ့နော်ရတာလည်းမပြောင်း ယ်ကိုမိဘရဲ့ကို့ကိုဘာပဲပညာတတ်တယောက်ဖြစ်အောင်ပေါ့နော်ဒီဆိုင်လေးနဲ့ကို့ကိုအများကြီးပံ့ပိုးခဲ့တဲ့ဆိုင်လေးကိုမိဘရဲ့လက်ငုံလရင်ဆိုင်လေးဖြစ်တဲ့အတွက်ကြောင့်မလို့အမတော့ဒါလေးကိုပဲဆက်လက်ပြီးတော့လုပ်မယ်ပေါ့နော်ဆိုပြီးတော့ရည်ရွယ်ချက်နဲ့အမရုံးကနေအပီးထွက်ပလိုက်တာထွက်ပြီးတော့အမဒီဆိုင်လေးကိုဆက်လက်ပြီးတော့တာဝန်ယူထားလိုက်တာပေါ့နော်အမတို့ဖေရတော့မရှိတော့ဘူးသုံးသွားပြီပေါ့ sa te cha mu na sa criminals အမဒီဆိုင်ကတော့အမတို့အဖေမိဘလက်ထက်ကလေးရပါတော့ အတန်းအေးဆိုင်ဆိုပြီးတော့စားတည်ထောင်ခဲ့တာပေါ့ဟာ40နဲ့44နှစ်လောက်ရှိပြီအရင်ဆုံးစပြီးတော့ရေကက်တစ်လေးကစတာပေါ့နော်အရေကက်တစ်လေးစရအောင်နဲ့မတို့ဖေးတဲ့မိရနောက်ပိုင်းကျတော့ဟိုတဖြည်းဖြည်းနဲ့ပေါ့နော်အသီးလေးတွေစုံလာတယ်နောက်ပိုင်းအမကတော့ရင်းတော့ရုံးမှလုပ်တယ်ပေါ့နော်ဗန်မှလုပ်တယ်နောက်ပိုင်းကိုမိဘလက်ထက်ဟိုလက်ငုံလိုင်းဆိုတော့ကိုပဲဒီလောက်ကဆက်လောက်ရမှာဆိုပြီးတော့အဲ့နမဒါလေးကိုရုံးလုံးဝရုံးကနေထွက်လိုက်ပြီးတော့မလုတ်ဖြစ်သွားတာပေါ့နော် နောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့ဟိုကိုကလည်းဒီ kitchen mind ကိုစိတ်ဝင်သွားတော့ဟိုကလေးနည်းနည်းတူဒီဟာလေးနည်းနည်းတူတယ်ဒီလိုပဲများလာတာတဖြည်းဖြည်းအမေကြီး ုံပေါ့ညီမလေးနော်အသီးဖြော်ရေးအစုံရတယ်။အာထောက်ပက်သီးတို့ဘာလို့ strawberry ပေါ်ချင်းဆိုပေါ်ချင်းရာသီးပေါ်သီးနံပေါ့နော်။နောက်သီးစုံတို့ဘာလို့ရရဲ။ပေသီးရေကဲတုပ်ဒီသီးဖြော်ရအစုံပေါ့။နောက်ရိုးပလင်းဖြော်ရေးလေးလည်းရတယ်။စားတော့ကဟိုမာလာရှန်ကောရတယ်။မာလာဟင်းရတယ်။မြူးမစ်ရှိရတယ်။နောက်ဟော့ပေါ်ရမယ်။မာလာမောက်ချိုက်ရမယ်။နောက်လက်ဖက်သမင်းတွေပါလေရတယ်အာလူကြောင့်မာလာလေးပေါ့နော်အဲ့လိုမျိုးလေးဆိုလို့ရှိရင်လေဒီအာလူကဟို ော်တော်အချိန်နိုင်ဝက်တော်တော်နိုင်ဝက်55မိလောက်ကျရင်ကြာသွားတာမှာပဲဒီအာလူရတာလုံးဝပြောင်းလဲမှုမရှိဘူးဟိုကျွတ်နေတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့ပြန်ပြောကြရတော့ရှိတယ် ားတို့လက်ရမပြတ်ဘူးပေါ့နော်အမမိဘလက်ထက်ကလေးကသူတို့ရဲ့ဟိုဒီ test လေးကိုလည်းကိုကလုံးဝဟိုအေးဆိုလို့ရှင်လည်းလုံးဝမချိန်ထားဘူးပေါ့နော်ဟိုရင်တွေက top priority ဆိုလို့ရှင်လည်းဥတိုင်းအေးဆိုင်ရနံပါတ်ကြီးပဲအလာတောက်တဲ့လူတော်များများဆို top priority ဆိုရမ်းကြိုက်ကြတယ်အဲ့ဒီအတိုင်းလေးပဲအမတို့ဆက်လက်ပြီးထိန်းထားတာပေါ့နော်ရတာလည်းမပြောင်း တာဝန်ကတော့အများကြီးပေါ့နော်ကိုကလေလေဟင်းမှုမရှိအောင်ပေါ့နော်လာစားတဲ့ customer လည်းစိတ်ချမ်းသာမယ်ပတ်စံပေးပြီးလာစားတာလေတို့ကလည်းဟိုတို့တွေလည်းစိတ်ချမ်းသာမှုလည်းကိုကဟိုပြန်ပေးနိုင်အောင်လည်းကိုကအများနဲ့ထိမ့်သိမ်းထားတယ်အများနဲ့လည်းစူးစမ်းတယ်ပေါ့နော်ဟိုလာစားပြီးတော့မှအစ်မပြေပြီးမပြေဘဲနဲ့ပြန်သွားတာမျိုးဘယ်တော့မှဟိုအဖြစ်မခံဘူးကွန်ပျူတာလက်ထက်ခရေကလည်းအဲ့လိုဖြစ်မခံခဲ့ဘူးကိုကိုကိုလက်ထက်မှာလဲကိုကဟိုထိမ့်သိမ်းထားရမယ်ပေါ့နော်အဲ့လိုမျိုးတွေတော့မထိမ်းထားပါဘူးမမတို့ဖေလက်ထက်ကဆိုလို့ရှိရင်လာသမ ्या လူတိုင်းက ဟိုလူတိုင်းနဲ့လဲဟိုရုပ်လက်အမြင့်အမြင့်ပေါ့နော်အကုန်လုံးနဲ့အစဉ်ပြောင်းပေါင်းတယ်ကို့အိမ်မှာဘလောက်ကြီးပဲစိတ်ထဲမှာဟိုစိတ်ညစ်နေရပဲဖြစ်နေဖြစ်နေပေါ့နော်စိတ်မကောင်းကြဝမ်းနဲ့ကြိုက်ဖြစ်နေပြီမယ်ကို့ဆန်ရောက်ပြီဆိုတော့လည်းအမြဲတမ်း ever smile ပေါ့အဲ top pet the strawberry ဒါကတော့လူကြိုက်အများဆုံးနောက်ပေသီးရေကဲတုပ်ရေကဲတုပ်ရေကဲတုပ်ကအမပူပြီးကိုယ်တိုင်ဖုတ်တာပေါ့နော်သူ့ရဲ့ပေသီးရဲ့အရာသာလေဟိုကသူ့ဟိုဒေသထွက်ပေါ့နော်သူကဖိတ်ကလာရေပေါ့ဟို အဲ့လိုမျိုးပဲသူများစားရင်လည်းဒီဟာလေးကောင်းတယ်ပေါ့နော်ကိုကလည်းစမ်းသက်ချင်တဲ့အနေနဲ့စမ်းပြီးတော့ကိုကဒါလေးကိုစရောင်းကြည့်တာတော်တော်များများလူကြိုက်များတယ်သူ့ရတာကဖေတီးရဲ့ရတာစိတ်နဲ့ဟိုရေခဲတုတ်ခဲရတာနည်းနည်းချိုတက်မှာပါတဲ့ခါကျတော့ဒီနှစ်ခုတွဲလိုက်လို့ရှိရင်ရတာလေးကဟိုတော်တော်ကြီးကိုအဆင်ပြေရပေါ့နော်စားရတဲ့ပတ်သက်ထဲမှာ ာပေါ့နော်အများကြီးပဲအမငငယ်တော့ဆိုလို့ရှိရင်ဟိုအမတို့ဒီလိုမျိုးအိမ်ပိုင်းလည်းမရှိဘူးဒါအမတို့အဖေမေပေါ့နော်ဒါသူတို့ကနေပြီးတော့အမတို့အမေရဲ့အမအိမ်မှာအရင်တော့အမငငယ်တော့ပေါ့နော်ကိုမမိတလောက်ပေါ့အဲ့လိုမျိုးနေခဲ့ရတာအနောက်ပိုင်းကျတော့တို့ကဒီအိမ်ပြောင်းသွားတာပေါ့နော်တို့အိမ်ကလည်းအမွေဆိုင်ဆိုတော့ခါကျတို့ရေခွဲချမ်းစိတ်ပြလိုက်တဲ့ခါကျတော့ကိုရီးယားဟိုဒီလိုမျိုးအိမ်ငါးဘဝနဲ့ပေါ့နော်မတို့ဖေရောမေရောအဲ့လိုမျိုးလေးကိုနေခဲ့ရတာပေါ့နော်အိမ်ငါးဘွားလေးနေခဲ့ရတယ်နောက်ပိုင်းမတို့မိသားစုကတော့ ဟိုစစ်ဆက်တယ်အဲ့လိုမျိုးရတဲ့ဟာလဲအဲ့လိုမျိုးစုစုပေါ့နော်ဟိုတမူးစုတပဲစုပေါ့အဲ့လိုမျိုးလေးတွေနဲ့စုခဲရတာအရင်လဲဟိုဘဝခက်ခဲခဲ့တာပဲပေါ့နော်ဒါပေမဲ့ခက်ခဲခဲ့ပေမဲ့လည်းကိုမိဘအရင်လဲတော်တယ်သူများနဲ့ဒန်းတူပေါ့နော်သူတို့ကမစားရင်နေမယ်ကို့ဒန်းတူသူများနဲ့ဒန်းတူအများနဲ့ထားခဲ့တယ်ဒါပေမဲ့အရင်လဲကျေးဇူးတင်တယ်အမအဖေရောအမေရောပေါ့နော်ဟိုဒီလိုနဲ့ပဲအမတို့ဒါအိမ်ပိုင်လေးတစ်လုံးပေါ့နော် ဟိုနေနိုင်အောင်ပေါ့နော်အမားတို့မြေရတဲ့ဟာလေးလို့စုလိုက်တယ်စုစုရင်းစုရင်းနဲ့ပေါ့လေဒီဆိုင်လေးရတယ်မှာအိမ်ပိုင်လေးတစ်လုံးဝဲနိုင်သွားတာပေါ့နော်အခုဆိုတော့အိမ်ပိုင်လေးနဲ့နေရတာပေါ့ညီမလေးရဲ့ဒီလိုစိုက်ကားနေနေပြင်အားတဲ့ချိန်လေးအမားတို့မြေဒီဆိုင်လေးသူဝိုင်းကူတယ်ဟိုဒီလိုနဲ့ပဲအမားတို့ရုံးကန်ခဲ့ရတာပေါ့နော်အမားတို့မိသားစုဒါပေမဲ့လည်းဟိုမရှက်ပါဘူးရှက်စရာမှမဟုတ်တာဟုတ်တယ်မလားသူများဖြစ်စီခိုးစားလည်းမဟုတ်ဘူးလေဟိုအမားတော့ဂုံယူတယ် ရင်တော့ကတော့ဆိုင်နံပါတ်မရှိဘူးနောက်ပိုင်းကျလည်းတော်တော်များများဥတန်းဥတန်းဆိုပြီးတော့ဟိုမတို့ဖိနံများဥတန်းဦးဒါပေမဲ့တော်တော်များများကဥတန်းဆိုတာကိုမသိကြဥတန်းဆိုပြီးတော့သိကြတယ်အဲ့တော့တော်တော်များများလည်းဥတန်းအေးဆိုင်ဆိုပြီးခေါ်ကြတော့လေကိုလည်းအဲ့နံပါတ်လေးဟိုကို့ဖိလက်ထက်ခရရပေါ့နော်အဲ့နံပါတ်လေးစပေးကြည့်ခဲ့တာပေါ့ဒီလုပ်ငန်းကလည်းကိုမိဘရဲ့ကိုဘာပဲပညာတတ်တယောက်ဖြစ်အောင်ပေါ့နော်ဒီဆိုင်လေးနဲ့ကိုအများကြီးပံ့ပိုးခဲ့တဲ့ဆိုင်လေးကိုမိဘရဲ့လက်ငုံလရင်ဆိုင်လေးဖြစ်တဲ့အတွက်ကြောင့်မလို့အမတော့ဒါလေးကိုပဲဆက်လက်ပြီးတော့လုပ်မယ်ပေါ့နော် ဆိုပြီးတော့ရည်ရဲချမ်းနဲ့အမရုံးကနေအပီးထွက်ပလိုက်တာထွက်ပြီးတော့အမဒီဆိုင်လေးကိုဆက်လက်ပြီးတော့တာဝန်ယူထားလိုက်တာပေါ့နော်အမတို့ဖခင်တော့မရှိတော့ဘူးသုံးသွားပြီပေါ့ ချိန်တော့ဖွင့်ပြောင်းတော့စူးစမ်းမှာပေါ့နော်ဆိုင်းခွဲလေးပေါ့နော်အမကတော့ဒီနေရာလေးတော့လုံးဝဒီနေရာကနေတော့လုံးဝမရွှေ့ဘူးပေါ့နော်ကိုမိဘလည်းဒီနေရာလေးမှာဒီလိုမျိုးစပြီးတော့တီထောင်လာတာဒီကိုရက်ွက်လေးနဲ့ပေါ့နော်ကိုရက်နဲ့ကိုစားတဲ့ဆိုသလိုပေါ့ကိုနေရာလေးမှာပဲအစင်ပြေလာဆိုတော့ခါကျတော့ဒီနေရာလေးကိုလည်းပျော်တယ်ဒီမှာရောင်းလာတာနောက်ပိုင်းအမဟိုကလေးနည်းနည်းကြီးသွားတဲ့ခါကျရင်တော့ကိုဆိုင်ခွဲလေးတစ်ဆိုင်ပေါ့နော်အဖွင့်အောင်တော့စူးစမ်းမယ်လို့ရည်မှန်းထားတာပဲ ဟိုဒါပေမဲ့ခါလေးကြောက်လဲဟိုတတိယရတာပေါ့နော်ဒါပေမဲ့လဲအော်ဒါလေးကကိုကိုဒီလောက်ကအမပျော်တယ်ဒီလောက်ကိုအမကဒီချက်ပြုတ်ရတာအဲ့လိုမျိုးလုံးဝတာသဘောကြာဝါသနာလဲပါတယ်တတိယတစ်ချိန်ခါလေးကြောက်တော့တတိယပေါ့နော်ဒါပေမဲ့လဲအဲ့လိုမျိုးပင်ပန်းတဲ့အချိန်အလုံးအများကြီးအချိန်ဆိုလို့ရှိရင်ဘယ်ရောက်သွားမှန်းတော့မသိဘူး ဲအမတော့လေဟိုစူးစားပါဘယ်လို့ပဲဖြစ်ဖြစ်မလုတ်တက်ဘူးစားဘယ်ဟာမှမရှိဘူးလူဆိုတော့မွေးကလေးကတက်လာတာဘူးမှမရှိဘူးလေဟုတ်တယ်မလားဟိုအဓိကစူးစားဖို့ပဲလှုပ်ချင်စိတ်နဲ့လှုပ်ချင်စိတ်ရှိဖို့ပဲလိုတယ်ကိုကိုတိုင်းလဲစူးစားရမယ်လှုပ်ချင်စိတ်ကလည်းရှိအောင်မယ်စူးစားပြီးလှုပ်ချင်စိတ်မရှိတော့လည်းအလကားပဲလေအဲ့တော့ကိုကိုရိုင်းလည်းစူးစားရမယ်လှုပ်ချင်စိတ်ကလေးရှိရမယ်အခုလူငယ်အများကြီးတကယ်ချစ်ကျူးပါတယ်ဟိုလိုတဲ့အခုညီရှိရင်အမသိတဲ့အရာလေးတွေပေါ့နော်အမကတော့ပြန်ပြီးတော့ sharing လုပ်ပေးမယ် ဟိုတချို့ဆိုင်လာတဲ့ကလေးဆိုလို့ရှိရင်အမကြီးကျွန်တော်တို့ကဘလိုလေးလုပ်ချင်တယ်ပေါ့နော်အမကတော့ပြန်ပြီးတော့ဟို sharing မြင်တဲ့လုပ်ဖြစ်တယ်ကလေးတွေဆိုလို့ရှိရင်လေမောင်လေးဒီလိုမျိုးတော့လုပ်လိုက်ညီမလေးစူးစမ်းဒီလိုမျိုးလေးဘယ်ဟာမှဟိုတက်လာရဲဆိုတော့မွေးကတက်လာဆိုတော့မရှိဘူးပေါ့နော်အလိုအပ်တဲ့ခါကြလို့ရှိရင်လေလာအမကူညီနိုင်တဲ့လောက်ကူညီပေးမယ်အမနိုင်တဲ့ဟာဝင်အောင်အမထမ်းပေးမယ်ကူညီပေးမယ်အမတော့အဲ့လိုမျိုးပေါ့နော်အမစိတ်ကတော့လေ ီးပါလက်ထပ်ခရရပေါ့နော်အခုချိန်ဒီလာစားတဲ့ customer တယောက်ချင်းစီတန်းအောင်လေကျေးဇူးအများကြီးတင်ပါတယ်လို့နောက်လည်းလာအားပေးပါအောင်လို့နောက်ပြီးတော့အမားတို့ကဟာနှစ်တိုင်းပေါ့နော်အမားတို့ရဲ့အလူလေးအများကြီးရှိတယ်ဒီဟာပရိယတိဒီဆန်လူသင်းပေါ့နော်အဲဆန်လူသင်းဆိုလို့ရှိရင်အမားတို့ကဒါတနည်းဝင်ငွေလေးပေါ့နော်ဝင်ငွေလို့အမားတို့ကအဲစုပ်ပူးလေးယူထားပြီးတော့ထည့်တယ်နေ့စဉ်ပေါ့နော်စိုင်ထွက်တဲ့နေ့တိုင်းအမားတို့အမေကအများထည့်တယ်အဲ့လိုထည့်တဲ့ဟာမှလည်းဒါကအမားတို့တအူးရဲ့အလူမဟုတ်ဘူးလာစားတဲ့ customer အားလုံးရဲ့အလူပဲ ။ဘာလို့ဒီ customer အားလုံးကအမားတို့ရှီမှာလာပြီးတော့စားသုံးနေလို့ဒါအမားတို့ကဒီလိုမျိုးလုပ်နိုင်တာလေ။ဒါအမားတို့ကထမင်းရှင်ပဲ။အမားတို့ sport ဆိုင်မှာလာစားတဲ့သူအားလုံးနိုင်အောင်နေ့တိုင်းမြစ်တာပို့တယ်။ဟိုအားလုံးပေါ့နော်ဟိုဒီထက်လည်းအဆက်ဆက်ရအဆင်ပြေပါစေလို့